အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လာမင်္ဂလာပါ Anzo Mariska ရဲ့အသင်းကပြီးခဲ့တဲ့ International Break မတိုင်ခင်မှာ Liverpool ကိုသူတို့နိုင်တယ်နောက်အခွေးကွေးမှာ Forest ကိုဂိုးပြတ်နိုင်ပြီးတော့နောက်ဆုံးနှစ်ပွဲခတ်ခဲတဲ့ပွဲကို6မှတ်အပြည့်ယူထားတယ်ဆိုတော့အသင်းရဲ့ progress ကဒါဘယ်လိုပြောမလဲဆိုတော့ club worker ရပြီးတဲ့အချိန်မှာ injury ပြဿနာတွေ crisis တွေကြားကနေတိုးတက်တဲ့လမ်းကြောင်းတွေနဲ့ရှေ့ဆက်နေပြီးမဲ့ အန်ဇိုမတ်စကအသေးမှာတခုတီးသောပြဿနာတစ်ခုကအဲ့ဒါကသူဖြေရှင်းရမယ်အဲ့ဒါကနီးပြက discipline by အားနည်းမှုတွေကိုကစားမတွေရဲ့ discipline by အားနည်းမှုတွေကိုဖြေရှင်းရမယ်အဓိကပြဿနာပဲဆိုတော့တချို့အခု၃ခုပြက်အနိုင်ရတဲ့အချိန်မှာဒါ Esther Vermelu အပဲနဲ့အဝါကတိတဲ့ Malukuso အဝါထိတာပြီးတာကိုမလူလားပဲနဲ့ lunch လုပ်ပြီးတော့ challenge လုပ်လိုက်တဲ့အခါမှာအနီကထိတယ်ဆိုတော့ဒါက ုံးလုံးပြတ်နိုင်တဲ့အချိန်မှာဒါတွေကပြဿနာမရှိပေမဲ့50 50ကစားနေရတဲ့အချိန်ဂိုးမရှိသေးကြတဲ့အချိန်ဥမာ Manchester United နဲ့ကစားတဲ့ပွဲကထုတ်ခံရတဲ့အဖြစ်ရမျိုးတွေမှာဆိုရင်အသင်းအတွက်ကအယံနစ်နာတယ်ဒီချက်ကချက်စီးနဲ့ပတ်သက်လို့အကောင့်နေအများကြီးတဲ့ခြံထဲမှာမဖြစ်မနေထည့်သွင်းပြောရမယ်အချက်ပဲ။ဘာကြောင့်လဲဆိုဒီယာတီမာချက်စီးဟာပြိုင်ပွဲဆုံးမှာအနီကတ်၄ကတ်ဒါကိုကျွန်တော်တို့ကနီးပြ အန်ဇိုမာစကမပါသေးဘူးဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာရောဘတ်ဆန်ချက်အနီကပ်နဲ့ပြပြခံရတယ်ဘရိုက်တန်ရဲ့ပွဲမှာထရီပါချာလိုပတ်အနီကပ်ပြခံရတယ်ဂျောပက်ထရိုကဘန်ဖီကာနဲ့ပွဲပြီးကန်ဒီမှာအနီကပ်ပြခံရတယ်အန်ဇိုမာစကကိုတိုင်ဒါချက်စီနဲ့ပွဲမှာဒါချက်စီနဲ့လီဗာပူးပွဲမှာအောင်ပွဲခံလို့အနီကပ်နဝါတနီပြခံရပြီးတော့အခုကူဆိုနဲ့ပွဲပေါ့လေကူဆိုကအခုဒီပွဲ forest နဲ့ပွဲဆိုတော့ စမ်းချက်နဲ့ချလိုပါတော့ထားပါတော့ less defender ပုံစံနဲ့အသင်းတို့က decision ကြီးကြီးမားမားဆုံးဖြတ်သွားပေမဲ့ draw patro ဆိုမလုပ်တဲ့ဘူးဗျာပွဲပီကန်ဒီ benfica နဲ့ပွဲမှာမပြတင်တဲ့အနီးကပ်နဝါတနီထောက်ခံရတာ anzo mars ကတော့ထားတော့ emotion pure emotion ဖြစ်တဲ့အတွက်ကြောင့်သူအောင်ပွဲသွားခံတယ်သူနီးပြတယောက်ဖြစ်တဲ့ကြောင့်အတိုက်တာဒူတီတော့ affected ဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူ stand မှာမရှိဘူး willy caviaro နဲ့သွားတာမှန်တယ်ဒါပေမဲ့အဲ့ gusto တို့ ကျောင်းဖတ်ထူတို့လိုအနီကက်တွေဟာမဖြစ်သင့်ဘူးနောက်တစ်ခုကကျွန်တော်ပြောလို့ Astervel ဆိုရင်လည်းဘောလုံးကန်ထုတ်လိုက်တာဗျာဒါမျိုးတွေဟာမလိုလားအပ်တဲ့အဝါတွေအနီတွေဖြစ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အသင်းတို့ကနစ်နာတယ် Chelsea ကအခု progress ကောင်းတယ်ဗျာရှင်းရှင်းလေးဒါအခုတို့မှာတောင့်တင်းတဲ့လူစင်းရှိတယ်အခုဒဏ်ရာပြဿနာတွေတည်ရှိနေတာတော့မှ Chelsea အသင်းက ဒါဘယ်လိုပြောမလဲတော်တော်လေးလုတ်ပြထားနိုင်တယ်ဒါအခုဆိုရင်သူတို့ချန်ပီယံလိဘွဲသူတို့ဘွဲဒီဘွဲအခု Forest ကိုသူတို့ကုန်း၃ကိုပြတ်နိုင်ပြီးတဲ့အချိန်မှာဥရောပချန်ပီယံလိဖြစ် IS ကိုအင်ကွင်းကန့်မယ် Sunderland ကိုအင်ကွင်းကန့်မယ် Wolverhampton ကို Carabao Cup ဒါစရုပ်တာအဆင့်ကန့်မယ် Tottenham ကိုအဝေးကွင်း Carabao နဲ့ကန့်မယ် Wolves နဲ့ကန့်မယ်ဆိုတော့ Chelsea ဟာ FC Barcelona နဲ့ကန့်မယ်ပွဲမတိုင်ခင်ပေါ်လေအဲ့တကြောကပွဲချက်တယ် ဒါဒီနိုဝင်ဘာ25မတိုင်ခင်ဘာဆိုနာကိုအင်ကွင်းအာစနယ်ကိုအင်ကွင်းကမ်းမဲ့ပွဲမတိုင်ခင်မှာဂျားထဲမှာထော့တနမ်ဟော့စပါတသင်းပဲရှိတယ်ဆိုတော့ကျွန်တော်တို့ IS ကိုဆန်ဒလန်ရောဝူဖ်ကပြီးရင်စပါ့စ်ကိုအဝေးကွင်းကာရာဘတ်အဝေးကွင်းဝူဖ်ကိုအင်ကွင်းဘန်လီကိုအဝေးကွင်းလာမယ့်ခုနှစ်ပွဲလောက်ကချက်စီအတွက်ကစပါတသင်းလောက်ပဲရှိတာဒီအချိန်မှာကာရာဘောင်းကရဲ့ချန်ပီယံလိရဲ့ဒီအရာတွေကိုဖယ်လိုက်ရင်ချက်စီကအမှတ်ကိုတိမ့်ကျုံယူလို့ရတဲ့အချမ်းရှိတယ်ဒါပေမဲ့ကျွန်တော်ခုနပြောဆိုလက်ကော့ discipline အားနည်းတဲ့အပိုင်းကိုဒီအဓိကထားမှာမနစ်ကလည်းအားစနေဗျမလိုလားတဲ့အနီကတ်တွေပြတဲ့အခါမှာကျွန်တော်တို့ Manchester City နဲ့ဘွယ်မှာအနီကတ်ပြခံရတယ် Brighton နဲ့ဘွယ်မှာအနီကတ်ပြခံရတယ် Bournemouth နဲ့ဘွယ်မှာအနီကတ်ပြအဲ့ဒီနေရာဒီကအားစနေအကုန်ဖတ်လျော့သွားတာအဲ့အခုက Chelsea ကကန်ကောင်းတာကအခု Ban Bavi ဒီ Bavica နဲ့ဘွယ်မှာအမှတ်မလျော့ဘူးဗျာပြဿနာမရှိဘူးနောက်ဆုံးမိနစ်မှာဒီဒီဘွယ်ကလည်း၃ခုပြပြဿနာမရှိဘူးဒါပေမဲ့ Chalobah အနီကတ်ဖြစ်သွားတဲ့ Brighton နဲ့ဘွယ်ကိုဦးဆောင်နေပြီးမှ၃မှတ်ကိုပြလိုက်ရတယ် ဒါ Robert Sanchez ရဲ့ Manchester United ဆိုဒီအနီကပ်တီကို Anzo Maresca နဲ့ Chelsea အသင်းတိချကယူဆိုင်ရမယ် discipline ပိုင်းတိချလုပ်ရမယ်ဒီအာဒီမှာဘာမှမဟုတ်ဘူးပွဲစဉ်က Premier League က၈ပွဲပဲရှိတယ် Champions League က၂ပွဲပဲရှိတယ် Carabao Cup ကအခုမှ၁ပွဲပဲရှိသေးတယ်အဲ့ဒီအချိန်မှာအနီကပ်လေးကပ်ဆိုတာကဒါဘယ်လိုပြောမလဲ Chelsea အသင်းနဲ့အနီးပြအတွက်ရောဒါလုံးဝမကောင်းဘူးဒီတစ်ချက်တော့ Chelsea နီးပြ Anzo Maresca အနေနဲ့ တေချာဂရုစိုက်ပြီးတော့ကစားမတွေရဲ့ discipline ဘက်ကိုတေချာလောက်ရမယ်။ကျွန်တော်ဘက်ကတော့သိပ်ပြောတယ်မရှိဘူး။ Chelsea က ခုလူငယ်လူကြီးမျှတာတဲ့တွေ့ကြုံအားနည်းတဲ့အပိုင်းတွေရှိပေမဲ့ဘာပဲဖြစ်ဖြစ်အများကြီးတိုးတက်လာတဲ့ step by step လာမဲ့ပွဲစဉ်တွေဟာ Chelsea တို့အမှတ်အပြည့်ယူရမယ့်အချိန်မှာမလိုလားအပ်တဲ့ထောက်ခံမှုတွေမလုပ်ခဲ့ဘူးဆိုရင် Chelsea တို့ကပထမရာသီဝက်ရဲ့အခြေအနေကတော်တော်လေးအခြေအနေကောင်းတယ်ဒါတော့မှတော့ခိုးဖားမှမပါဘဲကန်နေတာ Chelsea ကကြားပြီးဒီနေ့ဆိုရင်ခိုးဖားမှရောခိုက်စီရောအန်ဆိုရောမပါဘူးဒုတိယပိုင်းမှာခိုက်စီရောဝင်လာတာဆိုတော့ Chelsea နည်းပြအန်ဆိုမာရက်စ်ကအတိအကပြင်ဆင်ရမယ့်အချက်ပဲဖြစ်ပါလေအားလုံး Chelsea တို့ပါလေ